1605ခုနှစ်နိုဝင်ဘာလ9ရက်ယနေ့လိုနေ့မျိုးတွင်အင်္ဂလန်နိုင်ငံ၏ပါလီမန်အဆောက်အုံကိုဘရင် James III နှင့်တကွာဖောက်ခွဲဖျက်ဆီးရန်ကြံစည်မှုတစ်ခုကိုတားဆီးနိုင်ခဲ့သည်ပါလီမန်မြေရောက်ခန်း၌ရန်မုံပြည်ပါများနှင့်အတူအဖမ်းခံခဲ့ရသော နာမည်အကြီးဆုံးကြံစည်သူမှာမိသူနီ A. Oliver Cromwell B. Guy Fawkes C. William Shakespeare D. စာဝေါ်တာရလီအဖြေမန်မာဘီဂိုင်းဖောက်စ်ဖြစ်သည် remember remember the 5th of november who georgia to e philip ma gunpowder plot ရန်မုံချန်စီမှုဖြစ်သည်ဤချန်စီမှုသည် protestant ဘရင် james 1ကိုလောက်ချန်ပြီးကက်သလစ်ဘရင်ကိုနန်းတင်ရန်ကြိုးပမ်းမှုဖြစ်သည်ဂိုင်းဖောက်စ်သည်ပါလီမန်အောက်ခြေမီအထောက်ခံတွဲတွင်ရန်မုံဘီဘာ36လုံးနှင့်အတူအသင့်ဆောင်နေစဉ်အဖမ်းခံခဲ့ရသည် ဤနေ့ကို UK တွင် Bonfire Night မိဘုံဘွဲညာအဖြစ်ယနေ့တိုင်းကျင်းပကြသည်